အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတ်တောင်ကိုကျော်၍မေးပင်လေကိုဖြန့်မြည်ဆိုတဲ့ဝိထုရဲ့အပိုင်း၁၄ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါအောင်ခင်ဗျာဓာတ်တောင်ကိုကျော်၍ မေပင်လေကိုဖျက်မြေးအပိုင်း14ပထမတော့တွား၍ရာသေးသည်ရှားနိုင်တလောက်တော့တိုး၍ခြေသည်ကုံသွားသည့်အခါတွားရသည်လေးဘက်တွား၍တွားရသည့်အခါလည်းရှိသည်တို့ရတွင်ဒီနေရာရောက်တော့ရှိကိုဆက်တိုး၍မရတော့တဖြည်းဖြည်းအောက်ခြေရှုပ်လာသည်ချိန်ဆူးများ အလိုလေးဆူးများစူးကြီးတွေဆူးလိုက်လျင်အလိုလေးတရသည်ဖြင့် တန်ချောင်းကအလိုလေးစူးဟုမမိပေးထားခြင်းဖြစ်သည်စူးများကသူတို့၏ဗလာကြောပြင်ကို လာချစ်ကြသည်ကြောမှာစုချစ်ရာတွေအပြည့်သွေးတွေအလိမ့်လိမ့်ဖြစ်နေပြီဒီတော်မျိုးကိုတိုးလျင်ဓာကောင်းကောင်းပါမရမည်ပါလာသည့်ဒုတ်ဖြင့်တိုး၍မနိုင် တရှိကောင်းကောင်းနှင့်တိုးမှတိုး၍ပေါင့်မြည်တော်ဖြစ်သည်ဓာကောင်းကောင်းတစ်လက်လောက်ပါရင်စိမ့်မဲ့ကိုရာတန်ချောင်းကရှေ့ကတော်တိုးရင် တက်တချက်ခောက်၍ညီသည်တန်ချောင်းသည်ဓာကို အလွန်တောင်းတတတရှိတတ်သည်ဒီကျုံးပေါ်တွင်ဓာတလက်ရှိုံမြဖြင့်ဘာလို့၍ရမည်နည်းအလွန်ဆုံးပုံသည်ခွဲဖို့ထက်ဘာမျှအတုံးကြမည်မဟုတ်တို့တန်အောင်တန်ချောင်းကမူဓာတလက်ရလျင် စိတ်ရှိသလောက်ခရီးရောက်သည်တိတ်တိမြောက်လက်နှင့်တပါးတပွဲဓာကို တောင်းတတတ်သည်ဓာတလက်လိုခြင်းလှသည်ဟုဤတတ်သည် ယခုလည်းတန်ချောင်းကြီးပြန်ပြီဒီတချီတော့ဓာတလေးတန်ဖိုးကိုလည်းကိုနန္ဒာသဘောပေါက်တယ်လို့ရှိသည်ရှေ့တွင်ကျိန်ဆူးတွေအလိုလေးဆူးတွေပိန်နေသည်သူတို့ကြောပြင်မှာဆူးချစ်ရာတွေပြည်နေသည်ခက်တီကဒီဆူးပင်တွေကဒုတ်ဖြင့်လည်းရမ်း၍မရလက်ဖြင့်ကင်မို့ဆိုသည်မှာစိတ်ကူးပင်ထဲ့၍မရဒီတော့ဆူးပင်တွေကိုကွင်းရသည်ခยีဖင်သည်ကွင်းသည်ဆိုသည်မှာလည်း ဒီနေရာအတွက်သာဖြစ်နိုင်သည့်ကိစ္စဖြစ်သည် ရှေ့တနေရာကျတော့ဒီလိုစုပင်တွေပိတ်နေပြန်သည်ထို့ကြောင့်နောက်ပြန်ဆုတ်ရပြန်သည် သူတို့နှစ်ဦးတွင်တန်ချောင်းကအထီအရှာပိုများသည်မများပဲရှိပါမည်လောသူတို့နှစ်ယောက်တွင် အကျန်းခံနိုင်သူကျွမ်းကျင်သူလျင်မြန်ဖြက်လက်သူကတန်ချောင်းသာဖြစ်သည်ဒီတော့တန်ချောင်းကရှေ့ကတက်ရသည်ထို့ကြောင့်သူမှာအရှာအနာများရသည် တမနှလုံးတော်တိုးတော်လဲခยีမပေါက်သေးတောင်ဇက်ကရသည့်ပနေနှလုံးတွင်ရေထဲ့ကတယောက်တလုံးလွယ်ခဲ့ကြသည်ယခုပါသည့်ရေနှစ်ပလင်းလုံးလဲကုန်ပြီမြင်းဆိုင်ကနန်း၁၀កောင်လဲကုန်ပြီလက်ဥအလုံး၂၀စီထဲ့လာတော်လဲကုန်ပြီထို့ကြောင့်စမ်းပေါက်ကိုရှာရသည်စမ်းပေါက်ရောက်လျင်ရေလဲတွင်ပြီစမ်းပေါက်အတိုင်းတက်သွားလျင်သူတို့လိုရင်းခยีကိုလဲရောက်ပြီမနေ့ညနေကတောင်ဇက်တွင် ညင်ဆိုင်ကနန်ဖန်ရင်ခယုကောက်ရင်တောင်ထိပ်တစ်ခုကိုမြင်ရသည် စင်စစ်ဒီတောင်ထိပ်သည် အဆမ်းမဟုတ်သူတို့မြင်နေကြဖြစ်သည်တို့ရတွင်တောင်ထိပ်ကိုတက်ရန်တခါမျစိတ်ကူးမရခဲ့ကြမနေ့ညနေကတော့ဒီတောင်ထိပ်ကိုတက်ရန်စိတ်ကူးရကြသည်စိတ်ကူးစိတ်တန်ရသူကတန်ချောင်းဖြစ်သည်သူတို့ဒီကျွန်းပေါ်ရောက်သည်မှာရက်ပေါင်း150ရှိပြီနောက်တွင်ဒီကျွန်းတွင်မြင်းမြကြကြနေရအောင်မြည်မသည် ူတို့သည်ကျွန်းကလွတ်မြောက်၏လမ်းမှာနှစ်လမ်းရှိသည် တလမ်းကလင်ငယ်ဖောင်ငယ်ဖွဲ့ကပင်လေကိုဖြတ်ကူးသည့်နီလမ်းဖြစ်သည်ယခုအချိန်အထိမူဒီလမ်းကဖြစ်နိုင်ပွဲမမြင်ကျွန်းပေါ်တွင်တစ်ဝါမရှိမဟုတ် အထိုက်လျောက်ရှိသည် လေထွင်း၍ကောင်းသောတက်ကြီးပင်အိုကြီးများစွာရှိသည်ဖောင်ဖွဲ့ကောင်းယုံ လုံးပတ်နေတော်ရှိသည့်ပင်ပြိုများလည်းရှိသည်ဝါတော်များလည်းရှိသည်တို့ရတွင်တပင်ကိုလှဲဖို့ ခုတ်ဖြတ်ဖို့ထွင်ဖို့မြည်သည့်လက်နှင့်ကိရိယာများမရှိထို့ကြောင့်ပထမနီလန်းသည် လက်တွေ့မဖြစ်နိုင် နောက်နီလန်းသည်ကယ်ဆယ်ရေးတင်မောတစည်းသောမဟုတ်ခရီးကြုံ၁၄ဒဇင်းဆိုင်လာမှဖြစ်သည်တို့ရတွင်ကယ်ဆယ်ရေးတင်မောကိုမျောနေ၍ကိစ္စမပြီးသူတို့ဒီကျွန်းပေါ်ရောက်နေသည်ကိုညီသူကသင်ထန်မြည်နီးတင်မောကျုံ ဆိုသည်ကလည်းလူသူမရှိသည့်ကျွန်းရိုင်းပေါ်သို့ကျုံနိုင်ပွဲအကြောင်းမရှိဘဲ ။တို့ရတွင်ဖြစ်နိုင်စရာအကြောင်းတစ်ချက်ရှိသည်။ကျုံပေါ်မှနေ၍မိထိုးပြက အချက်ပေးနိုင်လျင် ပင်လေပြင်ကဖြတ်သွားသောတင်မိုးတို့လက်မြင်ကကန့်ကွက်လာနိုင်သည်။တို့တိုင်အောင်သူတို့မှာမိမရှိဒီတွင်အခက်ကြုံရပြန်သည် နောက်ဆုံးတန်ချောင်းကစိတ်ကူးတစ်ခုရသည်ကိုနန္ဒတွင် ရှယ်အင်းကြီးရှိသည်ရှယ်အင်းကြီးကအနီရောက်ဆုတ်ပြဲနေပြီး ဒီအင်ကြီးကို ဝလုံးတွင် ခြည်၍လွှင့်ထားရလျင်အဝေးကမြင်နိုင်သည်ကျွန်းတွင်ရှိသည့်မြင့်ဆုံးတောင်ထိပ်မှ အမြင့်ဆုံးတပင်တွင် လွှင့်ကြပြီးကံကောင်းလျင်လည်းသူတို့ကိုကဲမိသူပေါ်နိုင်သည်ကံမကောင်းလျင်လည်းအလွန်ဆုံးမိုးတန်လေတန်နေတန်ကြောင့်ရှန်အင်ကြီးတစ်ထဲဆုံးယုံမြသာရှိမည်ဆန်တော်ကြည့်ခြင်းသည်တန်ကြောင်းကဒီစိတ်ကူးကိုကိုနန္ဒအားပြောပြသည်ကိုနန္ဒကလည်းသဘောတူသည် ်ထို့ကြောင့်သူတို့နှစ်ယောက်သည်တောင်ထိပ်သို့တက်ကြခြင်းဖြစ်သည်ချိန်ဆူအလိုလေးဆူများဖြင့်အောက်ခြေရှုပ်လွန်းသည့်အတွက်စမ်းပေါက်ကိုရှာရသည်စမ်းပေါက်ကို ကြာကြာမရှာရဒီကျုံးပေါ်တွင်စမ်းပေါက်တွေအများကြီးရှိသည်စမ်းပေါက်များသည် အတွင်ကုန်းမြင့်ပိုင်းတွင်အပြားခံ၍ပင်လယ်ထဲသို့စီးဝင်ကြသည် အချို့စမ်းပေါက်ကအရှိတ်ပင်လယ်သို့ စီးဝင်၍အချို့စမ်းပေါက်ကအနောက်ဘက်ပင်လယ်သို့စီးဝင်သည် စံပေါအတိုင်းအတွင်ပိုင်းတို့လိုက်သွားလျင်အတွင်ပိုင်းအမြင့်ဆုံးတနေရာကိုတော့ရောက်ရမည်ဒီတွက်ကိန်းဖြင့်သူတို့နှစ်ယောက်တောင်ထိတ်နှင့်အနီးဆုံးစံပေါအတိုင်းအတွင်တို့ဝင်းလိုက်လာခဲ့ကြသည်စံပေါတလျှောက်တွင်စံရည်ကကြည်လင်သည်သူတို့ထင်သည့်အတိုင်းချိန်စုပင်တွေအလိုလေးစုပင်တွေကို မတိုးရစံကြောင်းအတိုင်းလိုက်သွားရန်သာရှိသည်ဘေးတွင် စုပင်တွေ ရှိသည့်အတိုင်းလမ်းသွား၍ရသည် စုပင်တွေအုံနေသည့်ခါမျိုး၌စံကြောင်းတစ်လျှောက်တွင်လေးဘက်ထောင်ငုံ၍သွားရသည်ချောက်တုံးများပေါ်တွင်ကျော်သွားရသည့်ခါမျိုးလည်းရှိသည်တခါတည်းရန်ကနန်းတွင်ကြီးများတဲ့သို့ချောကြတတ်သည်တခါတည်းရန်တွင်စံကြောင်းသို့ကလန်ပိတ်၍တပင်ကြီးများဖြက်လဲကြလျက်ရှိသည်ဖြင့်ကျော်၍သွားရသည်တို့ရတွင်ဒီခက်ခဲလောက်ကို သူတို့မမှုရေလုံးလုံးလောက်လောက်ရ၍အောက်ခြေရှင်းနေသည်ဆိုလျင် ခရီးတော်တော်တွင်သွားသည် အတွင်ပန်းရောက်တော့ပင်လယ်လိုင်းတံများကိုမကြရတော့ပင်လယ်လိုင်းတံများသည်တဖြည်းဖြည်းဝေး၍ကျန်ရခဲ့သည်တပင်ကြီးတွေထုထက်သဖြင့်တောကမှောင်၍လာသည်ပင်လယ်ကမ်းခြေတွင်လေတိုက်တလောက်အတွင်ပန်း၌လေငိမ့်သည်လမ်းလျှောက်ရသဖြင့်၎င်းလေငိမ့်သည့်အတွက်၎င်းအိုက်ဆက်လျက်ရှိတော်လဲခိတနာ၍ချွေးတိတ်သွားလျင်အေးလာသည်အောက်ကစိတ်မြေချောင်းဖြစ်မြေထင်သည် တောင်ထိပ်ကိုအနည်းကလေးထင်ရတော့လဲကိုယ်ကောက်သည့်စံယိုးအတိုင်းလိုက်ရသဖြင့်တော်တော်နှင့်မရောက်အထက်ရောက်တော့တောင်ထိပ်လည်းပျောက်သွားသည်တောင်ထိပ်ကိုတက်နေပြီဟုသူတို့သိလိုက်ကြသည်တောင်ခုလက်သို့ရောက်သည့်အခါတွင်စံပေါက်ဆုံးသွားသည်ဒီစံပေါက်မှာကြောက်ကပားကြီးတွေက စိတ်ထွက်နေခြင်းဖြစ်သည်ကြောက်ကပားလေတွင်အကြီးထွန်နေသည်ရေတောက်နေသောဖွတ်ကြီးတစ်ကောင်လန့်၍ခြုံထဲသို့ဒိုးဝင်ပျောက်ကွယ်သွားသည် ကျောက်ကဘာကိုခွေပတ်၍တက်ခဲ့ကြသည်ကဘာထက်ရောက်တော့အရှိဘက်ပင်လယ်ကိုမြင်ရပြီးအနောက်ဘက်ပင်လယ်ကိုမမြင်ရသေးအရှိဘက်ပင်လယ်ရောအနောက်ဘက်ပင်လယ်ပါနှစ်ဖက်စလုံးမြင်ရသည့်နေရာကိုတက်ရမည်သို့မှသာသူတို့လွှင့်ထားသောအလံကိုနှစ်ဖက်စလုံးမှမြင်နိုင်မည်တနာရီလောက်တက်တော့တောင်ထိပ်ကို ရောက်ကြသည်တောင်ထိပ်မှလှမ်းကြည့်လျင်ပဝန်းကျင်ကိုလှမ်းမြင်ရသည် အရှိဘက်ပင်လယ်အနောက်ဘက်ပင်လယ်နှင့်တကွ င်လေကြီးကိုစီး၍မြင်ရသည်သူတို့နှစ်ယောက်သည်ရေတောက်၍ခိတပန်းဖြေကြသည် ထို့နောက်အမြင့်ဆုံးတပင်တစ်ပင်ကိုရွေးကြသည်ပိုလာပြီးဖြစ်သောတင်ဒီပင်ကြီးတပင်သည် ထိုးထွက်နေသည်တန်ချောင်းကပါလာသည့်ဝလုံးတွင်ကိုနန္ဒာ၏အင်ဂျီနီနီကိုအုံစံကြိုးဖြင့်တုတ်ခါတပင်ထက်သို့တက်သွားသည် ဝလုံးကိုထောင်းထားပြီးအပေါ်မှဆွဲယူသည်တန်ချောင်းသည်ညောက်ကလေးတကောင်လိုပေါ်ပါစွာတက်သွားသည် ဟေ့တန်းကြောင်တတိထတော့ခိုင်းချိုးကြမယ်ခိုင်းပြတို့ရောက်အောင်တက်နေတော့တန်းကြောင်ကိုအောက်ကကိုနန္ဒာကလှမ်း၍တတိပေသည်တန်းကြောင်သည်တပင်ပေါ်မှ나이ဝက်ခန့်ကိစ္စပြီးအောင်လှုပ်ပြီးမှအောက်သို့ဆင်လာသည်သူတို့၏အလံကိုအောင်မြင်စွာလှိမ့်ထူခဲ့ကြပြီထိုအလံကိုတင်ပေါ်များကမြင်မမြင်ဆိုသည့်ကိစ္စကိုမူကန်တရားလက်ဝက်ွက်အယံသာရှိသည်တောင်ထိပ်တွင်ခိတနာပြီး ကန့်ဆက်သူပြန်ဆင်ခဲ့ကြသည် အလားလန်းအတိုင်းမဟုတ်နောက်ဖက်ပင်လေလိတ်တောင်ဘက်သို့ဆင်ပြီးလိတ်တောင်တွင်လေဥတုပြီမှသူတို့ရိတ်မြုံသို့ပြန်ရန်ဖြစ်သည် ရှေးတောက်လိုက်နားလိုက်ဖြင့်ကဘာပြင်ကိုကြွေ၍ဆင်လာခဲ့ကြသည်ခွေးတခွေးအရောက်တွင်ရှေးကသွားနေသောတန်ချောင်းကရက်ခါလက်ကပြလိုက်သည်ရှုရှုပဇက်ကလည်းတိတ်တိတ်နေရန်တတိပေးလိုက်သည်ကိုနန္ဒာထိတ်ခနဲဖြစ်သွားသည် တန်ချောင်းအနီးသို့မရေတည့်ရဲ့ကပ်လာသည်တန်ချောင်းသည်ကဘာဘေးတွင်ကပ်ပေါက်နေသောတင်းဒီပင်ကြီးတစ်ပင်ကိုလှမ်းကြည့်သည်ကိုနေတာဘာမျှနားမလဲဟိုမှာဟိုမှာမြင်ရလားတန်ချောင်းကလေတံဖြင့်ပြောသည်ကိုနေတာတန်ချောင်းပြရာသို့ကြည့်လိုက်သည် ထူထူခြားခြားဘာမျှမတွေ့တစ်ပင်ကအခေါက်ကိုဓာတ်နဲ့ထစ်ထားတယ်တွေ့လားဒီတော့မှကိုနေတာကြည့်မိသည်တပင်အခောက်ကို ဓာဖြင့်တရားနှစ်ချက်တွေ့ရသည်တဏီကောက်သည်ကြွားကြကနေရသောပင်စီအထင်းသာပေါ်နေသည်တန်ချောင်းကတပင်ဤသို့ကတ်သွားပြီးအခောက်ကိုခြေသည်ပင်စီကိုကန်းခြေသည်ဖြူဖြူဆေးတွေသူ့လက်တွင်ကပ်ပါလာသည်ဓာနှင့်ထစ်သွားတာလက်လက်ဆက်ဆက်ကြီးရှိသေးတယ်အောင်းနားမှာလည်းဓာဆိုင်ရာတွေတွေ့တယ်သူတို့နှစ်ယောက်တပင်ကို မော်ကြည့်ကြသည်ဘာမျှမတွေ့ဟောဟိုမှာ တက်ကိုင်းတက်ကိုင်းခုတ်ပြီးချထားတယ်။ဝါတရိုက်မရှိတရှိတွင်တက်ကိုင်းတက်ကိုင်းခုတ်ချထားသည်။ရှေ့နားတွင်တက်ကိုင်းတက်ကိုင်းထပ်တွေ့ပြန်သည်။တောထဲမှာလက်မှတ်မိအောင်ခုတ်ချပစ်ခဲ့တာနဲ့တူတယ်။ဧကနာကလူရှိနေပြီ။တောင်ဆက်မှာမင်းတွေ့ခဲ့တဲ့ခြေရာဟာအဲ့ဒီလူခြေရာများလားမှမသိတာ။ကိုနေနာကပြောသည်သူတို့နှစ်ယောက်သည် ရှေ့သို့သာလှမ်းကြည့်ရင်းလျှောက်လာခဲ့ကြသည်။ ရှေ့တွင်တစ်ကိုင်းခောက်ချခဲ့သလိုဟု သိကျင်သောအာဂျီနေသည်မျက်စိများကလည်းဝဲရကိုကြိလာကြသည်ဒီတုံဝှီကနေမြည်တမ်းနှင့်အတူတောက်ခနေမြည်တမ်းတစ်ခုကြားလိုက်ရသည်တန်ချောင်းကအလိုလျောက်ကိုနန္ဒကိုဘေးသို့တွန့်ပစ်လိုက်ပြီးအတန်လာရာသို့လန့်ချလိုက်သည်သူတို့အနာကတစ်ပင်ပင်စီတွင်ဓာတ်ချောင်းတန်လန့်ဆိုင်နေသည်ဒါကဂျပန်တရှိန် တန်ချောင်းကကိုနန္ဒကိုတွန့်ပစ်လိုက်မိသဖြင့်သာဒေတာသည်ကိုနန္ဒ၏ကြောကိုမဆိုင်မိခြင်းဖြစ်သည်သို့မဟုတ်လျှင်ကိုနန္ဒကြောတွင်ဓာတန်လန်းဆိုင်ပြီးသားဖြစ်နေလိမ့်မည်တန်ချောင်းသည်ဓာကိုဆက်ကနေဆွဲနှုတ်ပြီးကကိုနန္ဒကို ဆွဲခေါ်ကတပင်နောက်သို့ဝင်ကပ်လိုက်သည်သူတို့နောက်ဖက်ရှိရန်သူကဓာနှင့်လှမ်းပေါက်လိုက်ခြင်းဖြစ်သည်ရန်သူသည်တပင်နောက်ကလောခြုံတဲကလောကျောက်ကပားကြီးတစ်ခုနောက်ကလော တန်ချောင်းနှင့်ကိုနန္ဒာသည်ခြေကံတောင်ပေါက်မျက်လုံးများဖြင့်ရန်သူကိုရှာသည် နောက်ထပ်လာမည်ရန်သူ၏ထိုးနှက်ချက်ကိုစောင့်သည်ရန်သူကိုမမြင်ရနောက်ထပ်လည်းရန်သူထံမှထိုးနှက်ချက်မလားတို့ရတွင်သူတို့နှစ်ယောက်စလုံးတုတ်တုတ်မျှမလှုပ်ရဲဘဲတပင်ကွဲကဘေးပပတ်လေကိုရှာကြည့်သည်ဘာမျှမမြင်ရဘာတန်မှလည်းမကြားရသိစိတ်နေသည်တန်ချောင်းကဓာတ်ကိုစကြည့်သည် ဒါကတမ္မဏိတာအချိန်အစကောင်းသည်ဒို့တိတ်ဆိတ်လျက်ရှိစဉ်ရေတန်ကြီးတစ်ခုကို ကြားလိုက်ရသဖြင့်နှစ်ယောက်စလုံးဆက်ကနေတုံကလန့်သွားကြသည်ရေတန်ကြီးက၆ကက်အကွဲနေသောကြောက်ဖွယ်ရေတန်ကြီးဖြစ်သည်တတော်လုံးကိုပဲ့တင်သွားသည်ပဲ့တင်တဲ့သည်တတော်နှင့်မပြောင်းလူလေးငါးယောက်လောက်တယောက်ပြီးတယောက်ဆက်၍ရေနေသလိုအတန်းဆက်နေသည် သူတို့နှစ်ယောက်ဒီရေတံဘဲကလာဒီကိုမမှန်တမ်းကြောက်ကဘာနောက်ကလောခြုံနေကလောတပင်နောက်ွယ်ကလောတည့်ရတည့်ရအတန်ကထပ်ပေါ်လာသည်ဟိုမာဟိုမာအတန်လာရသူတန်ချောင်းကပြသည်ဒီတော့မှကိုနန္ဒာခြေသည်ကြောက်ကဘာအကွယ်ကလည်းမဟုတ်တပင်အကွယ်ကလည်းမဟုတ်ခြုံနေကလည်းမဟုတ် သူတို့နဲ့နည်းနည်းချင်းဆိုင်ဝါတရိပ်လောက်ကဝေးပင်ကြီးပေါ်တွင် တရဝါတစ်ခုကိုမြင်ရသည်ထိုတရဝါသည်ခွေးပင်ကွာကြားတွင် ဆောင်းဆောင်ကြီးထိုင်လျက်ရှိသည်ကိုနန္ဒာသည် သူ့မျက်လုံးကိုသူမယုံနိုင်အောင်ဖြစ်မိသည် ထိုတရဝါ၏သပင်များသည်ကုတ်ပေါ်တွင် ဝဲကျနေသည်ခေါင်းတွင်ပွင့်နီနီရဲရဲတွေဖြူဖြူတွေကို အပြည့်ပန်ထားသည် ထိုပန်းများမှာစမီတော့ပွင့်များဖြစ်သည်ပန်းပွင့်ဖြူဖြူများမှာဆက်သွားဘူးပန်းများဖြစ်သည် အဝတ်အစားတွေကဆုတ်ပြတ်နေသည် ထိုတရဝါဤမြတ်သားမှာဖြူခွေးခြင်းမရှိဝါထိန်နေသည်ဝါထိန်လျက်ရှိသောမြတ်သားများထဲမှမျိုးလုံးကြီးများကိုပြုကာသူတို့ကိုလက်ညှိုးထိုး၍ဩနေသည်တည်းတည်းထိုတရဝါသည်လက်ထဲတွင်ရှိသည့်ပစ္စည်းများဖြင့်သူတို့ကိုလှမ်းပေါက်ပြန်သည်ခွေးသည်သုံးလေးလုံးသည်သူတို့နာကိုတဖုတ်ဖုတ်ကြလာသည်တန်ချောင်းကအန်ကိုကြိတ်ကာ ဒါဖြင့်လှမ်းပြရန်ပြင်လိုက်သည်ဟေ့တန်းချောင်းတန်းချောင်းကိုနန်ဒါကတန်းချောင်းလက်ကိုလှမ်းဆွဲသည်ဟေ့ရဲမြင့်ရဲမြင့်ငါလေးစိုးထွန်းလေးစိုးထွန်းဟေ့ရဲမြင့်ကိုနန်ဒါကတဆက်သေးអော်သည်ဒီတော့မှတန်းချောင်းကဒါဖြင့်လှမ်းပြရန်ချိန်ထားသည့်လက်ကိုရုပ်ကထိုတရဝါကိုမျက်ခြေမပြတ်အငဲခန့်နေသည်ဟေ့ရဲမြင့်စိုးထွန်းလေးစိုးထွန်းထိုတရဝါသည် ာမျမပြောဘဲသူတို့နှစ်ယောက်ကိုကြောင်ကြောင်ကြီးကြည်နေသည် အတန်ကြာမှတေးကွေးကြုံလီသောလက်မောင်းကိုဆန့်ကားတညိုကြီးထိုး၍ဟော်ပြန်သည်တည်ရဲ့တည်ရဲ့သူတို့ဝါကတပင်ကွာကြမှအထက်သို့တက်ရန်ပြင်လိုက်သည်ဟေ့ရဲမြင့်တရေမဟုတ်ပါဘူးကွာတို့ပါစွထွန်းလေစွထွန်းကိုနန္ဒာကအော်ပြန်သည်ဒီတော့မှရဲမြင့်သည်တပင်ထိတ်သို့တက်ရန်ပြင်နေရမှာ ူတို့ကိုငုံကြည့်ပြီးတန်နေသည်မင်းတယောက်ထဲလာဆင်းခဲ့ပါတို့ပါရဲမြင့်ထန်တွင် နောက်ထပ်လက်နဲ့ရှိဟန်မတူတော့ရဲမြင့်သည်ပေါင်းမိအိတ်ထဲမှဂွေသည့်များကိုသူတို့စီတို့ပြစ်ချပေသည်တို့ရာတွင်မဆင်းလာသည်သူတို့ကိုမျက်လုံးကြည့်ပြုပြီးစိတ်နေသည်ရဲမြင့်၏သပင်နှင့်ခေါင်းတွင်ပန်းများပြုတ်သိမ့်ပန်းထားပုံမှာအမေရိကန်မဂ္ဂဇင်းများတွင် တွေ့ရတတ်သော တကယ်ဟစ်ပီပုံမျိုးဖြစ်နေသည်ရဲမြင့်ကိုမြင်တော့မှရဲမြင့်တယောက်တပင်ကိုဓာနှင်ပေါက်ကစားတတ်သည်ကိုကိုနန္ဒာအမှတ်ရသည်ဆွထွန်းဆွထွန်းဘယ်ကဆွထွန်းလဲရဲမြင့်ကသူ့ကိုမှတ်မိဟန်မတူရန်ကုန်ကဆွထွန်းလေမင်းနဲ့အတူလာတာလေဒီတော့မှရဲမြင့်သည်တရိယာတော်ဟန်ဖြင့်အဟိဟုတစ်ချက်ရဲလိုက်သည်တန်ချောင်းကမူရဲမြင့်ကိုသာအကဲခန့်နေသည် ရဲမြင့်လက်တွင်လက်နဲ့ရှိသေးလျင်သူတို့ခံရမည်။နိုင်မီနိုင်မီတို့ဗမာနိုင်မီရဲမြင့်သည် မာရီကာဘောလုံးအောင်ပွဲတခြင်းကို ကောက်ဆူလိုက်သည်။အခုကောင်ယူသွားပြီထင်တယ်။တန်ချောင်းကကိုနန္ဒကိုကြည့်၍ပြောသည်။ကိုနန္ဒသည်ရဲလာကဂွေပင်ချင်းရင်ကနေပြီးရဲမြင့်ကိုခေါ်သည်။အတော်ကြာခေါ်တော့မှရဲမြင့်ဆင်းလာပြီး သူတို့နှစ်ယောက်ကိုပြူကြောင်ကြောင်ချိန်နေသည် ထို့နောက်ဘာမပြောညာမပြောတန်ချောင်းလက်ကဓာကိုလူလိုက်သည်ဓာကဂျပန်တရှိဖြစ်သည်ရဲမြင့်သည်ဒီဂျပန်ဓာကိုဘယ်ကရလာသည်မသိတန်ချောင်းကတရိထားသူဖြစ်၍နောက်သို့ဆုတ်လိုက်သည်ပြီးငါဓာပြန်ပြီးငါမှဒီဓာတစ်ချောင်းပဲရှိတော့တယ်ငါဓာပြန်ပြီးတန်ချောင်းထင်သည့်အတိုင်းရဲမြင့်ယူသည်မှာတွတ်တွတ်လဲနေပြီးဆက်လေးပြက်ပြီး ြင်းများနှင့်မျောတုံးသွေးလန့်သွားခြင်းလည်းဖြစ်နိုင်သည်လူသူကင်းမဲ့သောကျွန်းပေါ်တွင်ငငယ်ငယ်ပြက်ပြက်ဖြင့်တယောက်တည်းနေရသောကြောင့်ခြောက်ခြားသွားခြင်းလည်းဖြစ်နိုင်သည်နံပါတ်ဖိုးဆွဲနေရာမှပြုံးစားကြီးပြတ်သွားသောကြောင့်လည်းဖြစ်နိုင်သည်ဒီအကြောင်းများအလုံးပေါင်းစုံသွား၍လည်းဖြစ်နိုင်သည်ယူမီဆိုကလည်းယူလောက်သည်တိတ်ဆိတ်သောညအချိန်တွင်ပင်လယ်လိုင်းတံတွေတုံးအောင်ကြားရသည်ကပင် ခြောက်ခြားစရာကောင်းနေပြီး ထို့ကြောင့်ရဲမြင့်တက်တက်လဲအောင်ဂျွန်းနေဒီကိုကိုနန္ဒာဘာမြမန်ဩသူအန်ဩဒီကရဲမြင့်ယခုတိုင်နေသည့်နေဖြင့်အသက်ရှင်နေသည်တည်းဆိုသည့်အချက်ဖြစ်သည်သူတို့ကအုံရီတောက်ရသည်အုံစံစားရသည်ခယုကနန်လိမ့်ဥတို့စားရသည်သည်ရဲမြင့်သည်ထိုရာတွေကိုစားရဟန်မတူသူနားတွင် တော်ကွေးပင်ဂျိုင်းမအပတခြားဘာမြစားပင်တောက်ပင်ဟု၍မတွေ့ လူတယောက်၏အသက်ကလေးတစ်ချောင်းသည်တော်တော်တော့အံ့ဩဖို့ကောင်းသည်စားကောင်းတောက်ဖွဲအစုံလင်းစေဝါအစုံလင်းကိုမိဝဲရသည့်တိုင်ဘာမှမဟုတ်သည့်အချောင်းကလေးကြောင့်သိခြင်းသိသွားတတ်သည်လုံလောက်သည့်အစာအာဟာရလည်းမရှိ စေဝါလည်းမိဝဲစရာမရှိဘဲရက်ပေါင်းများစွာငတ်ပြတ်နေတော်လဲသိခြင်းမှသိတတ်သည်သူတော်ထူဆန်သည်သိနိုင်လုံးသောအသက်ကလေးတစ်ချောင်းကခေါင်းမာလုံးသောကြောင့်တိမင်းကအရှုံးပေးသည်လော့ သို့မဟုတ်အညိုတကြီးညှင်းဆဲလို၍ချက်ချင်းဝိညာဉ်မနှုတ်သေးပဲအယိယိညှင့်သက်သည်လောတန်ကြောင်းကရှေဆုံးကရေမြင့်ကအလေကကိုနေနာက နောက်ဆုံးက အစဉ်လိုက်အတိုင်းဆင်ကြသည်ရေမြင့်ကိုလွှတ်ထား၍မဖြစ်တစ်ချက်တစ်ချက်တော့တရိယဟန်တူသည်တင်ထုံးအောင်ကိုမေးတတ်သည်တခါတခါတွင် သူရည်စားမျိုးတန်နာ၏နာမည်ကိုဩခေါ်တတ်သည်မူလအစီအစဉ်က လိတ်တောင်သို့ဆင်း၍ လက်ဥဖော်ပြီးမှပြန်ကြရန်ဖြစ်သည်တို့ရတွင်ရဲမြင့်ပါလာသည်ဖြင့်ဒီစီစဉ်ကိုဖျက်ရသည်ရဲမြင့်သည် ခရီးချမ်းကိုလိုက်နိုင်လိမ့်မည်မဟုတ်အားနေနေပြီကန့်ကျက်ရောက်တော့တန်ချောင်းကအုံမင်တက်သည်လက်ထဲတွင်ဓာပါလာ၍အုံသည်ကို အခိုင်လိုက်ခုတ်ချလိုက်ရုံသာရှိသည်တလုံးချင်းအညာချွေးနေစရာမလိုတော့ချိန်နှင့်ကန့်ချစရာမလိုတော့အများကြီးအချိန်ကုန်တက်တာသွားသည်ရဲမြင့်သည် သူဂျပန်သားကိုမြေမြအသားထားသည်မသိ။အုံကွန်လီယာတွင်တစ်ချက်ထဲနှင့်ပြတ်သည်။အသွားများနေသည်။ရဲမြင့်သည် တလုံးပြီးတလုံးမော့၍တောက်သည်။ကုန်းရီအလုံးအစိတ်တထိုင်ထဲနှင့်ကုံအောင်တောက်ပြသည်။ဖုံများဝင်လာသလားဟုတန်ချောင်းကမျက်လုံးပြူးကြည့်နေသည်။ရဲမြင့်ကအုံရီထက်တောင်သည်။တန်ချောင်းကအဝတိုက်ခြင်းသည်။ဒီအုံတော်အုံမင်တွေက အမျိုးကောင်းသည်။ပဏီအုံဖြစ်သည်။ထို့ကြောင့် ုံရီတော့ကောင်းပြီအုံတော်ဘက်ကို တမင်လှည့်ခေါ်လာခြင်းဖြစ်သည်တို့ရတွင်ကိုနန္ဒာကထမတောက်စေခြင်းသောတိတ်များနေပြီဟုထင်သည်။နေနေတောက်ရကတဆင့်တိုးရီတိုး၍တောက်သွားစေခြင်းသည်။ယခုရုတ်တရက်အဝအပြဲတောက်လိုက်လျင်ဘေးဥပတ်ဖြစ်ကောင်းဖြစ်နိုင်သည်။တောက်လို့ကောင်းရဲ့လား။တန်ချောင်းကမေသည်။တန်ချောင်းသည်ဇဲမြင့်ကိုကြည့်၍တနာလေတနာသည်။စိတ်လေပြက်သည်။ တနာဒီကအစာငတ်ပြတ်နေသည့်ဘဝတူဒုက္ခိတတဦးဖြစ်သောကြောင့်ဖြစ်သည်စိတ်ပြတ်ဒီကစိတ်ကြောက်ခရဲ့ဖြစ်နေခြင်းကြောင့်ဖြစ်သည်နှနှွင်းလိုဝါထိန်သောမြက်သားဖြူတွေကမျက်လုံးပြူးကြီးနှင့်ပန်းနီတွေပန်းထားသော ချက်ခဲနေသည့်သပင်ရှိရှိကြီးကြောင့်လည်းစိတ်ပြတ်သည်တောက်လို့ကောင်းရဲ့လားတန်ချောင်းကထံပေသည်ရဲမြင့်ကဘာမှပြန်မပြေးအုံရင်မရှိတော့သော အုံဒီကိုလွှင့်ပစ်လိုက်ပြီး တန်ချောင်းပဲလှဲ့ကားပေးငါထားနေုံလေကွာအုံးသီးခွဲမယ်အုံးသီးစံမစားဘူးလားကိုနန္ဒာကပြောသည်တန်ချောင်းကအုံးသီးကိုခွဲပေးကားကောဆာရန်အုံကွန်ဘက်ကလေးတစ်ခုပါပေးလိုက်သည်ရဲမြင့်သည် ခွဲပေးသည်။အုံးစံဘက်ကိုလည်းအကုံစားပြလိုက်သည်ရဲမြင့်ကိုဓာပြန်ပေး၍မဖြစ်သေးဒီဓာဖြင့်ရန်ရှာနိုင်သည်တခြားသူကို ရန်မရှာနိုင်လျင်သူ့ကိုယ်သူအန်ဒီရေးပေးနိုင်သည် ထို့ကြောင့်ဓာတ်ကိုတန်ချောင်းယူထားလိုက်သည်တန်ချောင်းဖို့တော့များစွာအုံဝင်သည်ရဲမြင့်ကို ချော့မော့ကသူတို့ကြောက်ကပါစီတို့ခေါ်လာခဲ့ကြသည်ကြောက်ကူဝရောက်တော့ချက်တူရွေးကနှုတ်ဆက်သည်ရဲမြင့်သည်ချက်တူရွေးတန်ချောင်းရုတ်တရက်လန့်သွားသည်သည်ချက်တူရွေးကိုမြင်တော့မျက်မှောင်ကြီးကုပ်၍ရံညိုးရံဘက်ပမာချိန်နေသည်ကြောက်ကူရောက်တော့ချန်တိလက်ဦးမြင်းဆိုင်ကနန်းစသည်တို့ကိုရဲမြင့်အားကြွေသည် ရဲမြင့်သည်လက်ဥဆယ်လုံးခန့်ကိုလည်းစပြစ်လိုက်သည်ထို့နောက်မောမောနှင့်ကြောက်ဖြာပေါ်တွင်အိပ်ပျော်သွားသည် နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း15ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ